အာတင်ခန်းစာအတိတ်တက်ပါမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ control order တီကိုနှိပ်ပြီးတော့ terminal ဖွင့်ပါမယ်ဆိုတော့နောက်တစ်ခုကကျောင်းကျွန်တော်တို့အာနည်းနည်း advance ပို့ပြီးတော့ဖြစ်တဲ့အသေးစိတ်နည်းနည်းပို့ကြတဲ့ command လေးတွေဖြစ်ပါတယ်နော်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ ls dash ls နော်အဲ့ဒီအောက်မှာမှာကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ကအာ find to find အတွင်းထဲမှာရှိနေတဲ့နော် data တွေကိုကျွန်တော်တို့ကသွားပြီးတော့ထည့်မှာပေါ့နော်ဆိုတော့မှာဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်တို့က redirect လုပ်တာ ls-ls နဲ့ရလာတဲ့ output တွေအကုန်လုံးကိုကျွန်တော်တို့ကဒီ touch file လေးတွေကိုကျွန်တော်တို့တွားပြီးတော့ပို့မှာဖြစ်ပါတယ်နော်။ Okay ဆိုတော့ကျွန်တော်စမ်းသပ်ကြည့်အောင်။ဆိုတော့ပြောချင်တာကျွန်တော်တို့ command တွေရိုက်လိုက်လို့ရလာတဲ့အဲစာသား touch file တွေကိုကျွန်တော်တို့ဘယ်လိုပို့ပြတာလဲဆိုတော့ကျွန်တော်တို့အခုအသစ်စောက်မဲ့ file တွေကိုပို့ပြတာဖြစ်ပါတယ်နော်။ Okay ဆိုတော့လုပ်ကြည့်အောင်။ Okay ဆိုတော့ကျွန်တော်က clear ထပ်ပြီးတော့တို့ပါနော်။ Okay ဆိုတော့ကျွန်တော်ဒီမှာအာအာကျွန်တော်တို့ ဒက်စက်တော့အောက်မှာရှိနေတဲ့နော်ဒက်စက်တော့အောက်မှာရှိနေတဲ့ဆိုတော့ okay ဆိုတော့ကျွန်တော်ဒီမှာအာ desktop အောက်မှာရှိနေတဲ့ folder ဒါမှမဟုတ်လဲကျွန်တော်အခု ls folder ပေါ့နော်အခုကျွန်တော်တို့ဒီမှာရှိနေတဲ့ ls ဟိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တွေ့ရတဲ့ file name တွေရှိတယ်။အဲ့ဒီ file name တွေအကုန်လုံးကိုကျွန်တော်တို့ကနောက်ထပ် finder file တွေကိုပို့ပြချင်တယ်။ဆိုတော့ဘယ်လိုပုံလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး finder file ဆောက်လိုက်ပါမယ်။ tash အာကျွန်တော်တို့ file sorry အာ ဘယ်တော့ပုံမလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ ls ls လို့ကျွန်တော်တို့ကြည့်လိုက်မယ်ကြည့်ပြီးတော့ကျွန်တော် long format နဲ့ကြည့်မယ် ls dash l ဒီကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ ls dash l sorting စီးလိုက်မယ်နော် ls dash ls ပြီးရင်ကျွန်တော်ဘယ်တော့ပုံမလဲဆိုတော့ကျွန်တော်ပို့ခြင်းတဲ့နေရာကိုကျွန်တော်ပြညာလေးထုတ်ပြီးတော့ပို့ရတယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ ls dash find 7ကျွန်တော်တို့ out.text ဆိုပြီးတော့ကျွန်တော်ဒီ text file လေးထဲမှာကျွန်တော်တွားပြီးတော့ပို့လိုက်ပါမယ် ဆိုတော့ okay ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ CAD cut နဲ့ LS အာ dash fine 7 fine 7နဲ့ကိုကျွန်တော်တို့တွားပြီးတော့ fine 7နဲ့ကို fine 7နဲ့ကိုကျွန်တော်တို့တွားပြီးတော့ကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီဒီ fine လေးအတွင်းထဲမှာပေါ့နော် LS fine 7ရဲ့အောက်မှာကျွန်တော်တို့ခုနကကျွန်တော်တို့ရေးသားထားခဲ့တဲ့ဒီအပေါ်ကနေရလာတဲ့ reset တွေအကုန်လုံးက e57 နဲ့မှတွေ့ရမှာဖြစ်ပါတယ်နော်โอเคဆိုတော့ကျွန်တော်တို့ result ကိုကျွန်တော်တို့ဒီမှာလည်းသွားကြည့်အောင် CS challenge တဲ့ကကျွန်တော်တို့ alpha ဆိုရယ်ဖိုးရအောက်မှာရှိနေတယ်57နဲ့မှာသွားကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာခုနကရေးရေးလို့ရလာတဲ့ command တွေကိုတွေ့ရမှာဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်တို့ဒါလေးကိုကျွန်တော်နောက်ထပ်တစ်ခါထပ်ပြီးတော့စမ်းသပ်ကြည့်အောင်ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့နောက်ထပ် command တွေတစ်ခုထပ်ပြီးလုပ်ကြည့်ပါမယ်အာကျွန်တော်ဒီခါကျတော့ဒီတစ်ခါကျတော့ကျွန်တော်တို့ ls နဲ့ပဲစမ်းပါမယ်နော် ls အလားသီးသန့်စမ်းမယ်ပြီးတော့ရလာတဲ့ result တွေကိုကျွန်တော်ဘယ်လဲကိုသွားထည့်မလဲဆိုတော့ ls find a. out lh နော် find a. out. test တွေကိုကျွန်တော်သွားပြီးတော့ထည့်ပါမယ်နော်โอเคဆိုတော့ကျွန်တော်ပြန်ပြီးတော့အထက်က result တွေကိုကျွန်တော်ကြည့်ပါမယ် ls ls h မှာရှိနေတယ် find ကိုကျွန်တော်သွားပြီးကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့โอเคဆိုတော့ကျွန်တော် find မှာပါပဲနော်အာ ls find find a find a outdoor touch table ကိုသွားကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့စမ်းသပ်လို့ရလာတဲ့ file name ကြီးအကုန်လုံးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ file 8တွေရောကျွန်တော်တို့အကုန်လုံးပါပါတယ်ပေါ့နော် okay ဆိုတော့ဒါကရောကျွန်တော်တို့ဒီရလာတဲ့ result တွေကို file name မှာဒီကရလာတဲ့ result တွေကိုသွားပြီးထည့်ကျင်တဲ့အခါမျိုးမှာရေးပါတယ်နော် okay ဆိုတော့နောက်တစ်ခုကကျွန်တော်တို့က folder တစ်ခုအောက်မှာရှိနေတဲ့ file တွေကိုမလိုချင်ဘူး folder တွေကိုပဲမြင်ချင်တယ် နော်ဒါဆိုကျွန်တော်တို့ဘယ်လိုရှားမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဥပမာကျွန်တော်ရဲ့ desktop အောက်ပေါ့နော်ကျွန်တော် desktop တွေကိုပြန်သွားမယ်ပေါ့နော် desktop တွေကိုပြန်သွားမယ်ဆိုတော့ကျွန်တော် ကြည့်လိုက်အဲ့တော့ဒီ desktop တွေကိုကျွန်တော်ရွှေ့လိုက်ပါပေါ့နော် desktop တွေကိုရွှေ့လိုက်အဲ့တော့ desktop အောက်မှာကျွန်တော်တို့ဘာရှိလဲဆိုတော့ folder လည်းရှိတယ်ကျွန်တော်တို့ကဒီမှာ touch file လည်းရှိတယ်ကျွန်တော်က touch file ကိုမကြည့်ကြဘူးဒီအောက်မှာရှိသမျှ folder တွေကိုပဲကျွန်တော်ကကြည့်ကျင်တယ် touch file တွေအကုန်လုံး data တွေအကုန်လုံးမမြင်ချင်မဲနဲ့ folder ကြီးပဲတည်တံ့ကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုကြည့်ရလဲဆိုတော့ ls -d ဆိုပြီးတော့ကျွန်တော်တို့ကအာ star ကျွန်တော် alas test တွေကကြတော့ common เนาะပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့က star star for us လာဆိုပြီးတော့ကျွန်တော်ကြည့်ပါမယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့က dust ဆိုတာကကြတော့ directory ကိုပြောကျင်တာ star for us လာဆိုတာက star ဆိုတာကကျွန်တော်တို့ကဘယ် folder name မဆိုဗောနော်ဘယ် name မဆိုဖြစ်နိုင်တယ်အဲ forward slash ဆိုတာကကျွန်တော်ဒီအနောက်ကကျွန်တော်တို့က directory ရဲ့အဆုံးမှာအနောက်က forward slash လေးတွေပါတာကိုညွှန်းကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က forward slash လို့ရေးတာဒါဆိုရင်ဒီ folder အောက်မှာရှိတဲ့ကျွန်တော်တို့က အာပို့ရတယ်ကိုပဲတည်တယ်မြင်ရမှာဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခုသွားမှာပေါ့နော်โอเคဆိုတော့နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ကအာဒီ folder တစ်ခုအောက်မှာရှိနေတဲ့နော်အာ folder ကိုဥမာ number 2နဲ့ folder ရေးရှိတယ်နော်ဆိုတော့ number 2နဲ့ folder တွေကိုကျွန်တော်ကကြည့်ကျင်တယ်ဥပမာထားပါတော့ folder 1 folder 2စသဖြင့်ပေါ့ဒီလိုမျိုး folder 2နေတက်တာရှိတယ်အဲ့ဒါ folder 2နေတာကိုကျွန်တော်တို့ကြည့်ကျင်ဘယ်လိုကြည့်မလဲပေါ့နော်ဆိုတော့ကြည့်အောင်ကျွန်တော် CD ကိုနှိမ့်လိုက်တာဖြစ်တယ်လေရှင်းဆုံးရောက်သွားပြီပေါ့နော်โอเคအဲ့တော့ကျွန်တော် CD CD အာ desktop desktop မှာရှိနေရ CS challenge တွေက alas folder တွေကိုသွားပါမယ်။သွားပြီးအထက်မှာကျွန်တော် folder ဆောက်ပါမယ်ပေါ့နော်။ folder ဆောက်မယ်ဘာလို့ဘာလို့ဆောက်မလဲဆိုတော့ကျွန်တော်တို့ကအာကျွန်တော်တို့ folder 1ဆိုပြီးတစ်ခါဆောက်မယ်။ပြီးရင်ကျွန်တော်တို့ folder နှစ်ခုတစ်ပြိုင်တည်းဆောက်ချင်တယ်ဆိုတော့ folder 1 comma 2လို့ကျွန်တော်တို့ဆောက်လိုက်အောင်ပါပေါ့နော်။ဒါဆိုရင်တော့ကျွန်တော် alas လို့ကြည့်လိုက်တဲ့အခါမှာ folder 1နဲ့2နဲ့ကျွန်တော်တို့ကျတာပါပဲ။ Okay ။ဆိုတော့ကျွန်တော်ပြီးရင် alas လို့ကျွန်တော်နှိပ်လိုက်ပါမယ်။ sorry ပြီးရင်ကျွန်တော် clear နှိပ်လိုက်ပါမယ်နော်။ โอเคต่อไปเนี่ยကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီအောက်မှာရှိနေတဲ့ခုန folder 1နဲ့ folder 2ပေါ့နော်ဒီထားပါတခြား folder လည်းရှိရထားပါတယ်เนาะကျွန်တော် mkdir နဲ့ထပ်ပြီးတော့ folder ထပ်ဆောက်ပါเนาะ mkdir က folder ရ folder ဆိုတော့ကျွန်တော်3 4 5ဆိုကျွန်တော်ထပ်ဆောက်လိုက်ပါเนาะโอเคအဲ့ဆိုကျွန်တော် ls เนี่ยကြီးလိုက်တဲ့အခါမှာကျွန်တော်မှာ folder 1 2 3 4 5ဆိုပြီးရှိတယ်ဆိုတော့အဲ့ဒီတကယ်ကနေမှာကျွန်တော်ကဘာတွေပဲလိုချင်လဲဆိုတော့เนาะဆိုတော့ folder 1 2 3 4 5ရဲ့ folder လို့ဖြစ်သွားတယ်เนาะ sorry အာ folder ဖြစ်သွားတယ်เนาะ ဆိုတော့ကျွန်တော်အဲ့ဒါဆိုရင် RMDI ကဆိုတော့ကျွန်တော် FOLE က folar 1 2ကိုကျွန်တော်ဖြတ်လိုက်ပါမယ်နော် folar 1 2ကိုကျွန်တော်ဖြတ်လိုက်ပါမယ် alas ဆိုတော့ကျွန်တော်ပြန်ပြီးဆောက်ပါမယ် MKDI ကအာ folar 1 2ကိုကျွန်တော်ပြန်ပြီးဆောက်ပါနော်ဆိုโอเคအဲ့တော့ပြီးရကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီထဲကနေမှကျွန်တော်က folar ကိုလိုချင်တယ်ဘယ် folar တွေကိုပဲကျွန်တော်ထုတ်ကြည့်ချင်တာလဲဆိုတော့ အာကျွန်တော် folder 1နဲ့2နဲ့ကိုပဲကျွန်တော်ထုတ်ပြီးကြည့်ကျင်တာပါအဲ့တော့ folder 1နဲ့ကိုပဲကျွန်တော် folder 1နဲ့2နဲ့ကိုပဲကျွန်တော်ထုတ်ပြီးကြည့်ကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ ls ကျွန်တော်တို့ -d ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ folder name ကိုရေးပါမယ်ပြီးရင်ကျွန်တော်တို့1,2ဆိုပြီးတော့ကျွန်တော်တို့ချုပ်ကြည့်လို့ရပါဒါဆိုရင်တော့ကျွန်တော်တို့ folder 1နဲ့2နဲ့သာပြီးရင်ရလာမှာဖြစ်ပါတယ်နော်ဆိုတော့ဒီလိုနည်းနဲ့လဲကိုကြိုက်တဲ့ folder တွေကိုပဲတည်တံ့ရွေးပြီးတော့ကျွန်တော်တို့ကထုတ်ကြည့်လို့ရပါနော် okay ဆိုနောက်ဆုံးတစ်ခုပေါ့နော်ဆိုနောက်ဆုံးတစ်ခုကကျွန်တော်တို့ man ဆိုရဲ command လေးဖြစ်ပါတယ်သူကရောကျွန်တော် general command ပေါ့နော် general command ဆိုတာကဆိုကျွန်တော်တို့ဗာလဲဆိုတော့ဟိုတီးတက်ဘယ်သူနဲ့မှဆိုင်နေအောင်ပြုတော့မဟုတ်ဘူးအကုန်လုံးနဲ့ဆိုင်တဲ့ command မျိုးကိုကျွန်တော်တို့က general command လို့ခေါ်ပါတယ် okay အဲ့တော့ကျွန်တော်ကဒီမှာ man man ဆိုတာကကျတော့ကျွန်တော် manual လို့ပြောကြတယ်အဲ့တော့ alias နဲ့ပတ်သက်တဲ့အခြား command တွေကိုကျွန်တော်တို့သိကျင်တယ်ဆိုရင်ကျွန်တော်တို့ဗာလုံးမလဲဆိုတော့ alias ဆိုပြီးတော့အာရေးလိုက်ပါဥပမာထားပါတော့ကျွန်တော် CP နဲ့ပတ်သက်တဲ့ command တွေကြည့်ကျင်တယ်ဆို CP ပေါ့နော်ဆိုတော့ဥပမာ MV နဲ့ပတ်သက်တဲ့ command တွေကြည့်ကျင်တယ်ဆိုရင် MV ပေါ့ okay ဆိုတော့ကျွန်တော် M man alas လို့ကျွန်တော်ရေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီအာ alas နဲ့ပတ်သက်တဲ့ command တွေ option တွေအကုန်လုံးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ alas နဲ့ပတ်သက်တဲ့ command တွေ option တွေအကုန်လုံးတွေ့ရမယ်သူ့ရဲ့ရေးပုံရေးနည်းက alas option နောက်က file folder နဲ့ဒါသူ့ရဲ့ရေးပုံရေးနည်းပါ syntax ပါပဲပေါ့နော် โอเคဆိုတော့ဒီမှာကျတော့ကျွန်တော်တို့ a ဆိုရင်အဲကျွန်တော်တို့ ls-a လို့ရေးလဲရတယ် ls-all လို့ရေးလဲရတယ်ဆိုတော့ကျွန်တော်တို့ဒီလိုနှစ်ချက်တင်မရေးဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အလုပ်ရှုပ်လို့ပါเนาะပုံမှန်အားဖြင့်ကျွန်တော်တို့ဒီလိုမျိုးပဲရေးကြပါတယ်ဆိုတော့အရင်အသေးစိတ်ကြတယ်ကိုကအသေးစိတ်ရေးခြင်းလဲဆိုရင်တော့ဒီလိုပုံစံမျိုးနဲ့ရေးလို့ရပါတယ်ဒါပေမဲ့ဒီလိုပုံစံရေးတာကကျွန်တော်အမှားတွေပါနိုင်ပါတယ်စသုံးမှားသွားတဲ့အခါမှာကျွန်တော်အဆင်မပြေတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ okay ဒီညမှာမှကျွန်တော် အသုံးများတဲ့ comment တွေကျွန်တော်တို့လက်တွေ့မှာများများအသုံးနိုင်တဲ့ comment တွေကိုပဲကျွန်တော်ရွေးချယ်ပြီးတော့တင်ပေးခဲ့ပါတယ်နော်โอเคဆိုတော့ကျွန်တော်တို့သင်ခန်းစာတွေအကုန်လုံးကို run ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့အာကျွန်တော်တို့ find the find ထပ်ဆောင်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ find ဆောင်မဲ့ find ကကျွန်တော်ဘယ်လိုဆောင်မလဲဆိုတော့ကျွန်တော်တို့ရဲ့ store တွေကိုသွားမယ်သွားပြီးတော့ဒီထဲကနေမှကျွန်တော်တို့ဆိုတော့ဒီနေရာမှာပေါ့နော် home ထဲမှာရှိတဲ့ desktop တွေက CS Handpress Day Challenge တွေကနေပြီးတော့ကျွန်တော်တို့ ls folder f folder အောက်မှာကျွန်တော်တို့ find define စောက်ပါနော်ဆိုတော့ကျွန်တော်ဘယ်လိုစောက်မလဲဆိုတော့ ls ls find ကျွန်တော်တို့ day 6ဆိုပြီးတော့ find define စောက်ပါမယ်နော် day 6 test ဆိုပြီးတော့ find define စောက်ပါ okay ဆိုတော့အရှင်းမှာ find စောက်မှာဖြစ်တဲ့အတွက် do uc test လို့ရေးပါမယ်နော် okay ဆိုတော့ကျွန်တော်တို့ find define ရောက်လာပြီနော်ဆိုတော့ find ရောက်လာပြီဆိုတော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့ပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီ date ပေါ့နော် date command ကိုကျွန်တော် run မယ် run ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အဲ့ date command ထဲမှာရှိနေတဲ့အဲ data command ရဲ့ data command ကနေရလာတဲ့ data ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့အခု ls find a dataset.txt ကိုကျွန်တော်တို့သွားပြီးတော့ထည့်ပါနော်ဒါဆိုကျွန်တော်ဒီထဲမှာရှိနေတဲ့ data တွေကိုကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုရင် ls find a dataset.txt ကိုပြန်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့အခုလက်ရှိအလုပ်လုပ်လို့ရလာတဲ့ data ကိုရပါတယ်နော်โอเค တော့အဲ့ဒီနေ့မှမှကျွန်တော်တို့နောက်ထပ်တစ်ခါဘာတွေထပ်ထည့်မလဲဆိုတော့ကျွန်တော်တို့ဒီနေ့သင်ခဲ့တဲ့အာ command တွေကနေ command တွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာ command တွေ run ခဲ့လဲဆိုတော့ history ကိုကျွန်တော်တို့ပြန်ပြီးတော့ရေးပါမယ် HIS TOR history ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကခုနက run ထားတဲ့ပေါ့နော် define လေးကိုကျွန်တော်တို့ကအာ data အစ်စ်ထပ်ထည့်ပါဆိုတော့ကျွန်တော်တို့ကအစ်တစ်ခုနကလို့ကျွန်တော်အစ်တစ်တိဆောက်ပြီးထည့်မှာပေါ့ဟုတ်ပဲနဲ data အစ်တစ်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဒီမြားကကြတော့နှစ်ခုဖြစ်သွားပါတယ်เนาะကျွန်တော်တို့ အာကျွန်တော်ဒါဆို greater than greater than နှစ်ခုပေါ့နော် sorry greater than နှစ်ခုอ่ะကျွန်တော်တို့နှစ်ခုဖြစ်သွားမှာပေါ့နော် greater than နှစ်ခုဖြစ်သွားမှာပေါ့နော်ဆိုတော့ပြီးကျွန်တော် ls ဆိုပြီးတော့ ls fine d c dot test ဆိုပြီးတော့ကျွန်တော်တို့ရေးချက်လိုက်ပါမယ်နော်အာ cd cap ls fine d c dot test ပါကျွန်တော်ပြန်ပြီးတော့ကြည့်ပါမယ်နောက်တစ်ခါပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာကကျွန်တော်တို့ date ပါမယ်ပြီးနောက်ထပ်ကျွန်တော်တို့စာကြောင်းတွေမှာကြတော့ကျွန်တော်တို့ run ခဲ့တယ်ကျွန်တော်တို့အာနောက်ဆုံး run ခဲ့တဲ့နော် အာ comment တွေရှိပါမယ်เนาะ Okay ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ activity ထဲမှာဒီ file လေးကိုကျွန်တော်တို့ပြန်ပြီးတော့ပြသနိုင်ပြီဖြစ်ပါတယ် Okay ဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့ဒီ approve လုပ်တဲ့ process ကိုကျွန်တော်တို့သင်ခန်းစာပြီးတဲ့အခါကျရင်ပြန်ပြီးတော့ပြန်ပြောပါမယ်เนาะဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဘာလို့ဆက်လေ့လာမလဲဆိုတော့ဒီမှာသင်ပေးခဲ့တဲ့ကျွန်တော်တို့ ls command ရဲ့ ls-l နဲ့ရေးလိုက်တဲ့အခါမှာရလာမယ်ကျွန်တော် result တွေပေါ့နော်ဆိုတော့ ls ls dash l ကိုအသုံးချလိုက်တဲ့အခါမှာရလာတဲ့ကျွန်တော်တို့ long format တွေပေါ့နော်ဆိုတော့အဲ့ဒီ long format တွေရဲ့အရှိမရှိနေတဲ့ကျွန်တော်တို့ဒီ drw ဆိုရဲဒီအရှိကစလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကြည့်ပါမယ်နော်ဆိုတော့ပြောရရင်တော့ကျွန်တော်တို့ဒီအရှိမရှိနေတဲ့ data တွေကဘာတွေကိုညွှန်းဆိုထားရလဲဆိုတာကိုကျွန်တော်တို့ဖတ်တတ်အောင်သင်ပေးမှာဖြစ်ပါတယ် okay ဆိုတော့ကြည့်အောင် okay ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ data ကိုကြည့်တဲ့အခါမှာကျွန်တော်တို့က okay ဒါရုပ်ကြည့်တဲ့အခါမှာကျွန်တော်တို့မှာအပိုင်းခွဲအပိုင်းတွေအမျိုးမျိုးခွဲတယ်ပေါ့နော်ဆိုတော့အပိုင်းကပြောရရင်ဒီမှာခုနှစ်ပိုင်းခွဲလို့ရပထမအဲ့တော့အဲခုနှစ်ပိုင်းခွဲတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုထပ်ပြီးခွဲသေးတယ်လဲဆိုတော့ကျွန်တော်တို့အရှိဆုံးကပေါ့နော်အရှိဆုံးကကျွန်တော်တို့အာ character 10လုံးပေါ့နော် character 10လုံးကိုကျွန်တော်တို့ကအမျိုးအစားထပ်ပြီးတော့ခွဲတယ်ဆိုတော့ပြီးရင်ကျွန်တော်တို့အနောက်ကနေပြီးတော့ကျွန်တော်တို့အမျိုးအစားထပ်ပြီးတော့ခွဲတယ်ပေါ့နော် okay ဆိုတော့ပထမဆုံး character 10လုံးကိုကျွန်တော်တို့ဘယ်လိုအမျိုးအစားခွဲလဲဆိုတော့ကျွန်တော်တို့က uh the first character ကလည်း indicates the fine type ပဲကျွန်တော်တို့ fine ရဲ့အမျိုးအစားကိုကျွန်တော်တို့ပြပေးတယ်ပေါ့နော် okay ဘာလို့ဆိုလိုချင်တာလဲဆိုတော့ကျွန်တော်ဒီမှာအာကျွန်တော်တို့အာ the first ပေါ့နော်ပထမဆုံးတစ်ခုကကျွန်တော်တို့ကိုအာဒီ fine ရဲ့အမျိုးအစားကိုပြပေးတယ်ဒီမှာတော့ကျွန်တော်တို့က folder တွေပဲဖြစ်နေရပေါ့နော်ဆိုတော့ folder ပဲဖြစ်နေဆိုတော့ကျွန်တော်ကျွန်တော်တို့ cd အာ desktop တွေကိုကျွန်တော်တစ်ချက်သွားလိုက်ပါဘူးပေါ့နော် cd desktop တွေသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ ls-r နဲ့ချက်ထပ်ကြည့်မယ် တော့ဒီမှာဆိုရင်ကျွန်တော်တို့ကအမျိုးအစားဒီအရှိဆုံးမှာရှိနေတဲ့အာ D ဆိုရဲနော်ဒီမှာ D ဆိုတာလေးတွေ့ပါလိမ့်မယ်။အာ D ဆိုတာလေးတွေ့လိမ့်မယ်။ဒီတစ်ခုကကြာကျွန်တော် dash file လေးဖြစ်တယ်။ဆိုတော့ဆိုလိုချင်တာကဘာလို့ဆိုလိုချင်လဲဆိုတော့ D ဆိုတာကကြာတော့ကျွန်တော်တို့ကဒီကောင်က directory ကိုပြောချင်တာ။ဒီ dash file လေးရကြာတော့ကျွန်တော်တို့ကဒီကောင်က dash file လို့ UU file လေးကိုဆိုလိုချင်တာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တခြား file လေးကိုထပ်ပြီးတော့ကြည့်ပါမယ်နော်။ဆိုတော့ကျွန်တော်တို့ C desktop အောက်မှာရှိနေတဲ့ CD ကျွန်တော်တို့အာ CS ဆိုတဲ့ CS ဆိုရဲဖိုရာကိုဆက်သွားမယ်ပြီး LS နဲ့ထပ်ကြည့်မယ်ပေါ့နော် LS-L ထပ်ကြည့်တဲ့အခါမှာကျွန်တော်တို့အာဒီမှာ folder နော် LS folder ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်ဆက်သွားမယ် CD LS folder လေးကိုဆက်သွားမယ်ပြီးကျွန်တော် LS နဲ့ထပ်ပြီးတော့ dash L နဲ့ထပ်ကြည့်ပါဦးနော် Okay ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာမြင်ရပါမသိမယ် folder 1 folder 2 folder 3 folder 4ကကြတော့ကျွန်တော်တို့အရှိမှ D ဆိုတဲ့စကားလုံးလေးပါပြီးတော့ကျွန်တော်တို့ဒီအနောက်က dash file တွေ java file တွေ kotlin file တွေမှာကြတော့ကျွန်တော်အနောက်ကဒီဒီအရှိဆုံးမှာကကျွန်တော်တို့က အာ dash လေးပဲပါတယ်နော်ဆိုလိုချင်တာက d ဆိုတာကကြောင့် dash ကိုပြောချင်တာ dash ကကြောင့်ကျွန်တော်တို့ဒီကောင်လေးက fine လေးလို့ပြောချင်တာနော်ဆိုတော့ touch fine လို့ကျွန်တော်အတိအကျပြောတာမျိုးမဟုတ်ဘူး fine ဘယ် fine မှန်းတမျှမဆိုကျွန်တော်က dash dash လေးနဲ့ပြရပါတော့โอเคဆိုတော့နောက်တစ်ခုကကြောင့်ကျွန်တော်ပြောလဲဆိုတော့ the nudge ပေါ့နော်နောက်ထပ်စကားလုံး၉လုံးကကြောင့်ရောဒီ character က represent the read write and execute permission rewrite and execute permission ဆိုတာဘာကိုပြောချင်တာဆိုတော့ကျွန်တော်တို့ကအဲ့ဒီအဲ့ဒီအထဲထဲမှာရှိနေတဲ့ data ကိုကျွန်တော် read လုပ်လို့ရတယ် ဆိုတော့ write လုပ်လို့ရ write လုပ်တယ်ဆိုတာကကျတော့ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီ file ကိုကျွန်တော်တို့ကိုယ်တိုင်ရေးခွင့်ရှိရပါဘောနော်နောက်တစ်ခု execute execute ဆိုတာကကျတော့အဲ့ဒီ file ကိုကျွန်တော် run ကြည့်ရဥပမာ java file ရှိရဆိုအဲ့ဒီ java file run run ခွင့်ရှိရပါဘောနော် run လဲဆိုတာအဲ့ဒီအဲ့ဒါဆိုရင် java code တွေအလုပ်လုပ်လာမယ်ဒါမျိုးကိုပြောချင်တယ်နော်ဆိုတော့အမျိုးအခြေအနေ၃မျိုးရှိရ read ဆိုတာကကျတော့အထက်ထက်မှာရှိနေတဲ့ code file တွေကျွန်တော်ကြည့်ုံနဲ့ကြည့်လို့ရတယ်ဖတ်လို့ရတယ်အထက်မှာဘာတွေရေးထားလဲဖတ်လို့ရတယ် write ဆိုတာကကျတော့ကျွန်တော်တို့အဲ့ဒီ code တွေကိုကျွန်တော်တို့ကိုယ်တိုင်ပြင်ပြီးရေးလိုက်လို့ရတယ် AC2 ဆိုတာကကျွန်တော်တို့အဲ့ဒီ file ကိုเนาะဆိုတော့ကျွန်တော်တို့ဒီဟိုမှာ java file ဖြစ်ခြင်းလည်းဖြစ်မယ် html file ဖြစ်ခြင်းလည်းဖြစ်မယ်เนาะ test file ဖြစ်ခြင်းလည်းဖြစ်မယ်အဲ့ဒါတွေကိုကျွန်တော်တို့ဘာလို့ကြည့်လို့ရလဲဆိုတော့ကျွန်တော် run ကြည့်လို့ရ run ကြည့်လို့ရဆိုတာကျွန်တော်တို့အသုံးချလို့ရတဲ့နေရာတစ်ခုခုမှာအသုံးချလို့ရပါမယ်เนาะဒီလိုပုံစံမျိုးကိုပြောတာ okay ဆိုတော့အဲ့ပထမဦးဆုံး character ကိုလုံးကဘာလို့ကျွန်းဆိုရလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ read write and အာကျွန်တော် AC2 permission ကိုပြောရပါเนาะဆိုတော့ဘယ်ကိုလုံးလဲဆိုတော့ကျွန်တော်တို့ဒီမှာမြင်တွေ့ရမယ်ဒီပထမဦးဆုံးကိုလုံးဖြစ်ပါတယ်เนาะဒီကနေပြီး read write ACQ เนาะ ACQ ကိုတော့သူက X ဆိုရဲ cross sign X X ဆိုရဲ cross sign နဲ့ပြပါတယ် rewrite ACQ နောက်နောက်ထပ်ကျွန်တော်ဒီမှာတွေ့ rewrite ACQ တွေ့ rewrite ACQ တွေ့ rewrite ACQ တွေ့သူက rewrite ACQ ကိုမှကျွန်တော်တို့က3ခု3လာဆင့်ပြီးတော့လာပါတယ်အာပထမအဦးဆုံးပေါ့နော် the first 3 are for the owner of the file ဆိုတော့ပထမအဦးဆုံး3လုံးကဘယ်သူအတွက်ပြောရလဲဆိုတော့ owner ဒီ file ရဲ့ owner က အာ defi ကိုပါလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ defi ရဲ့ owner က defi ကို re လဲလုပ်လို့ရတယ် write လဲလုပ်လို့ရတယ်ကျွန်တော် execute လဲလုပ်လို့ရတယ်လို့ပြောချင်တာ okay ဆိုတော့ကျွန်တော်ပြန်သွားကြည့်အောင်နော်ဆိုတော့ဒီမှာဆိုရင်ဖိုတာ1ဆိုရင်ကျွန်တော်အဲ့ဖိုတာ1ကိုကျွန်တော်တို့ရဲ့ဒီ file ရဲ့ owner က re လုပ်လို့ရတယ် write လုပ်လို့ရတယ်ပြီးရင် execute လဲလုပ်ခွင့်ရှိတယ်နော် okay ဆိုတော့ပြီးရင်ကျွန်တော်တို့အာ okay ဆိုတော့နောက်ထပ်တစ်ခုကကျတော့ the next 3 and uh, the, the next 3ပေါ့နော်နောက်ထပ်3လုံးကကျတော့ကျွန်တော်တို့ဘယ်အတွက်လဲဆိုတော့ကျွန်တော်တို့နောက်ထပ်3ခုကကျတော့ group အတွက်နော် တော့ဒီမှာကအမျိုးအစားနှစ်ခုရှိရပေါ့နော် group group ဆိုရဲသဘောတရားလေးတစ်ခုရှိသေးတယ်အဲဆိုတော့ group ဆိုတာက DM မှာမှဟိုကျွန်တော်တို့က group ပုံစံမျိုးလေးလုပ်ထားပါပေါ့နော်ဆိုတော့ဒီအခုလောလောဆယ်တော့ကျွန်တော်ဒီကောင်လေးကိုရှင်းပြရတာနည်းနည်းလေးတော့ဟိုနားလေချင်မှနားလေလိမ့်မယ် group လို့အယုံဆုံးမှတ်ထားပြီပေါ့နော် group ဆိုပြီးသဘောတရားရှိနော်ဆိုတော့အဲ့တော့ group အနေနဲ့ဘယ်သူတွေကပိုင်မှာဘယ်ဘယ် group တွေကပိုင်မှာလဲပေါ့နော်စသဖြင့်ပေါ့နော်ဘယ် group ကပိုင်နေလဲပေါ့နော် okay ဆိုတော့နောက်ထပ်၃လုံးကကြာတော့ဒုတိယမြောက်၃လုံးကကြာတော့ကျွန်တော်တို့ကဘာလို့ညွှန်တာလဲဆိုတော့ နောက်ထပ်၃လုံးကကြတော့ sorry ကျွန်တော်ဒီမှာတာမင်နဲ့နှစ်ခုဖြစ်သွားပါမယ်နော်နောက်ထပ်၃လုံးကကြတော့ကျွန်တော်ဒီအနောက်က rewrite rewrite acq ကကြတော့ကျွန်တော်တို့ကဆိုတော့ group အတွက်ဖြစ်ပါတယ်နော်ဆိုတော့နောက်ဆုံး၃လုံးပေါ့နော် okay ဆိုတော့နောက်ဆုံး၃လုံးကကြတော့ကျွန်တော်တို့ဘယ်သူအတွက်လဲဆိုတော့ the last 3 are for other users အခြား user တွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီ file ရဲ့ဒီ file ကိုစပြီးတိစောက်ထားတဲ့သူတွေအတွက်လည်းမဟုတ်ဘူးခုန group ဆိုပြီးတော့ကျွန်တော်တို့ group တွေဖွဲ့ထားတဲ့သူတွေအတွက်လည်းမဟုတ်ဘူးအာပြီးတော့ ်ဘယ်သူပြောရရင်ဘယ်သူတွေအတွက်လဲဆိုတော့တခြား user တွေအတွက်ပေါ့နော်တခြား define ကိုယူသုံးမဲ့သူတွေပေါ့နော် define ကိုယူသုံးမဲ့သူတွေ define အသုံးချခွင့်ရှိတဲ့သူတွေကအဲ့ file ကို reload ခွင့်ရှိလား write လုပ်ခွင့်ရှိလား execute လုပ်ခွင့်ရှိလားပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာအာပုံမှန်အားဖြင့်ကတော့ကျွန်တော်တို့ကအဲ့ဒီ user user တွေကိုကျွန်တော်တို့ပေးတဲ့ဒီ permission တွေက read နဲ့ execute ပဲပေးတယ် ဘာလဲဆိုတော့ renew execute ဆိုတာသူတို့ပေးဖတ်ခိုင်းတယ်အဲ့ file ကိုကျွန်တော်တို့ run ခိုင်းတယ်ပေါ့နော်ဆိုတော့ပြန်ပြီးတော့ပြင်ခွင့်တော့မပေးဘူးအကယ်၍ကိုကပြင်ခွင့်ပေးခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ဒီနားမှာ permission တွေကိုပြင်ပေးရပါတယ်နော် okay permission ပြင်တဲ့သင်ခန်းစာတွေကိုကျွန်တော်တို့နောက်ပိုင်းမှာဆက်ပြီးတော့လာပါမယ်နော် okay ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဘာလို့သိသွားပြီလဲဆိုတော့ကျွန်တော်တို့ဒီအာဒီ long form မှာတွေ့ရတဲ့အခြေသုံးမှာရှိနေတဲ့စကားလုံးတွေကိုနားလည်သွားပြီးထင်ပါတယ်နော် โอเคနောက်တစ်ခုကကျတော့ကျွန်တော် numbers of link เนาะကျွန်တော် link state ပြီးတော့ owner group ပြီးတော့ file size ပြီးတော့ဆိုတော့ modification time ပေါ့เนาะဆိုတော့ကျွန်တော်ပြင်လိုက်တဲ့အချိန် file name ပေါ့ဒီအနောက်ကရောနားလည်ရလွယ်ပါเนาะဆိုတော့ကျွန်တော်ကြည့်အောင်ကျွန်တော်တို့ဒီမှာအာကျွန်တော်ဒီမှာ number of links ပေါ့เนาะသူနဲ့ link ချိန်ထားတဲ့ body ရပြီပေါ့เนาะဆိုတော့ဒါမျိုးပြောခြင်းနော်ဒီအနောက်ကကျတော့ user တွေပြီးတော့ group တွေဒီအားကျတော့ file size ဒီဟာကကြောင်ရော time stamp ပေါ့နော်ကျွန်တော်ဘယ်အချိန်မှာစတင်ပြီးတော့တိစောက်လိုက်တာလဲဒီဟာကကြောင်ရော define ရဲ့နာမည်ကိုပြောချင်တာ folder ရဲ့နာမည်ကိုပြောချင်တာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော် links တွေရှိမယ် user ရှိမယ် group ရှိမယ်ပြီးတော့ကျွန်တော်တို့ file အ file size ရှိမယ်ကျွန်တော်တို့ဒီအချိန်ပြင်ခဲ့တဲ့အချိန်ပေါ့နော်ဒီ file ဥပမာကျွန်တော်ကဒီမှာဒီ file ကိုကျွန်တော်ကပြင်လိုက်မယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်အာ ls-r ဆိုပြီးတော့အဲ့ဒီပြင်ထားတဲ့ data တွေကိုကျွန်တော်ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော် ls file file d.test ကိုကျွန်တော်ထည့်ပါမယ်နော်ထည့်ထည့်ထည့်ပါเนาะ okay ဆိုတော့ကျွန်တော်ဒီမှာ cut နဲ့အရင်သွားပြီးတော့ကြည့်လိုက်မယ် cut cut အာပြီးတော့ ls file d sit ဒါဆိုပြီးတော့ကျွန်တော်ပြန်သွားကြည့်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်ဒီတန်းမှာကျွန်တော်ခုနက run ထားတဲ့ date time တွေပါမယ်။ ပြီးကျွန်တော်ဂျာမာ run ထားတဲ့ command လေးပါမယ်နောက်ပြီးတော့ကျွန်တော်ပါပြပါမလဲဆိုတော့ကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့ရလာတဲ့အာဒီဒီကျွန်တော်တို့ ls found format long format data ကြီးပါမယ်ပေါ့နော် okay ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ပါပါလုပ်ကြည့်မယ်ဆိုတော့ ls dash l လို့ကျွန်တော်တစ်ခါထပ်ကြည့်မယ်အဲ့ဒီအချိန်မှာကျွန်တော်ကြည့်အောင်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်0022ဖြစ်သွားတယ်ဒီမှာကျွန်တော်တို့ခုနကတုန်းကကျွန်တော်တို့က0012เนาะဆိုတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော် modification ကျွန်တော်ပြင်လိုက်တဲ့အချိန်ကပြောင်းလဲသွားတာဖြစ်ပါတယ် ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာဒီဒီ atlas-l output ရဲ့ကျွန်တော်တို့ဒီ permission တွေပေါ့နော်ဆိုတော့အဲ့ permission တွေရဲ့သဘောတရားကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းကျရင်ကျွန်တော်တို့ကကျွန်တော်တို့တိစောက်လိုက်တဲ့ file တွေကို permission တွေဘယ်လိုပြင်ရမလဲဆိုတာကိုကျွန်တော်တို့ကအာတတ်မှတ်ပေးရမှာဖြစ်ပါတယ်နော်ဆိုတော့အကယ်၍ကိုကကိုယ့်ရဲ့ file define ကိုကျွန်တော်တခြား user တွေကိုနော် execute လုပ်ခွင့်အောင်မပေးချင်ဘူးဆိုရင်ကျွန်တော်ပြန်ဖြတ်ရမယ်နော်ဆိုတော့ဥပမာ group တွေကိုကျွန်တော် group တွေတတ်မှတ်ထားတယ်အဲ့ group တွေကိုကျွန်တော်တို့က ဟာကျွန်တော်က ACG ပဲလုပ်စီကျင်တယ်။ right မလုပ်စီကျင်ဘူးစသဖြင့်ပေါ့နော်။ဒီလိုမျိုးကျွန်တော် permission နဲ့တတ်မှတ်ခြင်းတဲ့အခါမှာဒီအခုမြင်နေရတဲ့ဒီ permission သဘောတရားတွေကိုနားလည်ထားဖို့လိုပါတယ်နော်။ Okay ။ဆိုတော့ကျွန်တော်တို့ဟာပုံနာရှိမယ် group ရှိမယ် file size ရှိမယ် modification ရှိမယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ file name ရှိမှာနော်ဆိုတော့ဒီအခြေခံသဘောတရားလေးကိုနားလည်ပြီးတော့ကျွန်တော်တို့ဒီ long format တွေမြင်တဲ့အခါမှာဘာလို့ဆိုလိုနေလဲဆိုတာကိုသိမယ်နားလည်မယ်ထင်ပါတယ်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ အလတ်စ်နဲ့ comment နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှိသမျှပေါ့နော်အကုန်လုံးကိုကျွန်တော်ရှင်းပြပေးခဲ့ပြီပေါ့နော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒီ LS comment နဲ့ပတ်သက်ပြီးတော့ကျွန်တော်က permission တွေကိုကျွန်တော်ပြောပြခဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ example လေးလေးရှင်းပြထားပါမယ်ပေါ့နော်ဆိုတော့ဒီမှာအာ directory ဒီ drawer က directory ကိုပြောတာပြီးကျွန်တော်တို့ဒီ dash to bar ကကြာတော့ကျွန်တော်တို့က file ကိုပြောတယ်ပေါ့နော်ဆိုတော့ okay number 2ကကြာတော့ကျွန်တော် hard links တွေနော် hard links ဆိုတော့ကျွန်တော်သူနဲ့ချိတ်ဆက်ထားတဲ့ဆိုတော့ညှို့ဆိုထားတဲ့ file link တွေကိုကျွန်တော်ပြောရအောင် အာပြီးတော့နောက်ထပ်ကကြာကျွန်တော် owner နောက်ပြီးတော့ group နောက်ပြီးတော့ဒါရော file site တွေဒါကကြာတော့ modification and qualification date and time နောက်တစ်ခုကကြာကျွန်တော် directory name တွေဖြစ်ပါတယ်